တွေ့တဆောင်တဲ့နှစ်ကြိတ်ရှိစုဖျားလှပွဲတွေညမထွေရအမေကိုရိုသိထားတယ်လို့ကော့ပကထွေစီကတည်ရပါတယ်ညမထွေရအမေရိုသိပြီးဖို့တိုင်းစစ်ကွန်မရှင်စီတင်ပြမှုကိုခွင့်ပြုပေးတာဖြစ်တယ်လို့အော်တိုဘာ26ရက်နေ့ကဖျားပွဲဖင်းမြောင်ရေးတာရီအခြေအစည်းဝေးမှာ ပွဲဦးဆောင်တဲ့ကော့ပကတွေကပြောခဲ့တာပါဖျားပွဲတွေဖျားတွေပူဆောင်ရမယ် ောက်တိုဘာလ30ရက်နေ့ကနေဖျားလှည့်ပွဲကျင်းပမယ်။ဒွေမလာ၄ရက်နေ့အထိ6ရက်တာကာလကိုညမထွေးရအမိတ်ရုပ်သိမ်းထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒွေတစောင်းနဲ့ဖျားလှည့်ပွဲကိုပထမကြီးစီဝေမှာ နေဖက်လှည့်ပွဲကနေဆိုဖြတ်အကျညာထားခဲ့ပြီးတတိယကြီးစီဝေမှာတော့ညဖက်လှည့်ပွဲပြန်လည်ပြင်ဆင်ဆုပ်ဖြတ်ခဲ့တာပါ။ဒွေမြူကန္နလမှာဖြောပြေးအစီအစဉ်ထက်သွင်းပြီး မိဖို့မြန်လှပွဲကိုပါအခုနှစ်တစောင်းတိုင်းဖျားလှပွဲနေမှာကျင်းပမယ်လို့ဒဝေလူမျိုးစုစည်းမှုကော်မတီရဲ့လူမှုကွန်ရက်မှာကြေညာထားပါတယ်။ဒါပြင်ကနလာမှာမိလာစင်ထားပြီးပွဲတော်ရဲ့အတိုင်ခင်တဲကလာရောက်လေပတ်ကြည့်ရှုသူတွေလည်းရှိတယ်လို့မြို့ကန်တွေက ပြောပါတယ်။ပြီးတဲ့တရင်ကျော်ကာလာတပိမျိုးပွဲကျင်းပအထည်ကလည်းတိုင်းစစ်ကော်မရှင်ကညမထွရအမိကို မြေတားရုပ်သေးပေးပါတယ်။